ရုရှားနိုင်ငံကနေရေနံဝယ်ယူတဲ့အိန္ဒိယပေါ်အမေရိကန်နိုင်ငံရဲ့ရည်တည်ချက်ကိုရုရှားသမ္မတဗလာဒီမာပူတင်ကအိန္ဒိယခီးစဉ်တွင်မေးခွန်းထုတ်လိုက်ပါတယ်။ပူတင်ဟာဂျာကာရီနေ့ညနေခင်းကနယူးဒေလီမြို့တော်ကိုရောက်ရှိလာခဲ့ရာအိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုရီကလေဆိပ်မှလှိုင်းလိုက်လှည့်လည်ကြိုဆိုခဲ့ပါတယ်။ရုရှားကနေရေနံစိမ်းဝယ်ယူတာကြောင့်အိန္ဒိယကုန်စည်တွေပေါ်ဒဏ်ခတ်စီးကျက်ခွန်သတ်မှတ်ခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ဖိအားပေးမှုကို အိန္ဒိယနိုင်ငံကရင်ဆိုင်နေရချိန်ပူတင်ရဲ့ခီးစဉ်ဖြစ်လာတာပါအမေရိကန်နိုင်ငံကိုယ်တိုင်ကသူ့ရဲ့နျူကလ িয়ার စေယုံတွေအတွက်ရုရှားကနေနျူကလ িয়ার လောင်စာတွေဝယ်ယူနေဆဲဖြစ်ပါတယ်အမေရိကန်ကရုရှားလောင်စာဝယ်ယူခွင့်ရှိရင်အိန္ဒိယကလည်းဝယ်ယူခွင့်ရှိသင့်ပါတယ်လို့ပူတင်ကပြောပါတယ်အိန္ဒိယရဲ့နိုင်ငံတကာအခန်းကဏ္ဍကြီးမားလာမှုကြောင့်အမည်မဖော်လိုတဲ့နိုင်ငံတွေကနိုင်ငံရေးအကြောင်းပြချက်တွေနဲ့အိန္ဒိယကိုပေါင်းခတ်ဖို့ကြိုးပမ်းနေတယ်လို့၎င်းကဆွဆွဲခဲ့ပါတယ်။ အိန္ဒိယရဲ့ရုရှားကနေရန်နံစိန်တင်သွင်းမှုဟာ2022ခုနှစ်မတိုင်မီနှစ်တသက်မှ900ခိုင်နှုန်းမြင့်တက်ခဲ့ရာလက်ရှိမှာ36ရာခိုင်နှုန်းထိတိုးလာခဲ့လို့ကမ္ဘာဒုတိယအများဆုံးရေနံဝယ်ယူသူလည်းဖြစ်လာပါတယ်။မကြသေးမီကရုရှားရေနံကုမ္ပဏီတွေပေါ်အမေရိကန်ရဲ့တန်ကပ်ပိတ်ဆို့မှုတွေကြောင့်အိန္ဒိယရေနံချက်လုပ်သူတွေကရုရှားကနေရေနံဝယ်ယူမှုရှော့ချခဲ့ရပါတယ်။ ရုရှားရေနံစိမ်းကပြုတ်လုတဲ့ရေနံထုတ်ကုန်တွေတင်ပို့တာရပ်ဆိုင်းမယ်လို့အိန္ဒိယနိုင်ငံရဲ့အကြီးမားဆုံးပုဂ္ဂလိကရေနံကျန်းလုပ်သူကကြေညာခဲ့ပါတယ်။အိန္ဒိယကို S400 ဒုံးကွင်းစနစ်နဲ့ SU57 ကိုပြောင်းကြက်တိုက်လေယာဉ်တွေရောင်းချဖို့ရုရှားကတွန်းအားပေးနေပါတယ်။အိန္ဒိယနဲ့ရုရှားဟာ2030ပြည့်နှစ်မတိုင်မီနှစ်နိုင်ငံကြားကုန်သွယ်မှုကိုဒေါ်လာ100ဘီလီယံအထိရောက်ရှိဖို့ရည်ရွယ်ထားပါတယ်။ ဗင်နီဇွဲလားနိုင်ငံရှိမူရင်စေဝါထုတ်လုပ်ရေးခြေစိုက်စခန်းတွေနဲ့အခြားပြမှတ်တွေကိုစီးရေးတိုက်ခိုက်မှုတွေပြုလုပ်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကထပ်မံတတိပေးလိုက်ပါတယ်။မူရင်စေဝါတွေပမာဏများစွာမှောင်ခိုကူရာဟာအကြမ်းဖက်ဝါရလို့ဆိုပြီးအမေရိကန်ဆိုရဟာစက်တင်ဘာလနောက်ပိုင်းဗင်နီဇွဲလားကမ်းလွန်မှာမူရည်စေဝါတည်ဆောင်လာတဲ့ဆက်လီတွေကိုတိုက်ခိုက်ခဲ့ပါတယ်။လမ်းကြောင်းတိုင်းနေအိမ်တိုင်းကိုကျွန်တော်တို့သိရှိလာကြောင်း ဗင်နီဇွဲလားရှိမူရစ်စင်းဝါထုတ်လုပ်ရေးနေရာတွေကိုမကြမီစီးတိုက်ခိုက်မှုတွေစတင်ပါမယ်လို့ဒေါ်နယ်ထရမ့်ကသတင်းနောက်တွေကိုပြောပါရယ်မူရစ်စင်းဝါတွေကိုဗင်နီယာမှာထုတ်လုပ်တယ်ဆိုတာအမေရိကန်နိုင်ငံကသိရှိတယ်လို့၎င်းကဆက်ပြောပါရယ်ဗင်နီဇွဲလားမူရစ်ခိုင်းတစ်ခုကိုပတ်မိုးကူညီတဲ့လူပုဂ္ဂိုလ်တွေအုပ်စုတွေကိုဒဏ်ခတ်ပိတ်ဆို့ကြောင်းအမေရိကန်ဗန္ဓာယဝန်ကြီးဌာနကဗိုလ်ထုတ်နေ့မှာကြေညာခဲ့ပါရယ်အမေရိကန်နိုင်ငံသားယဝန်ကြီးဌာနဟာဗင်နီဇွဲလားမူရစ်ခိုင်းကောင်းဆောင်ကိုဖမ်းဆီးနိုင်ရေး တရင်ပေးသူကိုဒေါ်လာ၅တန်းချီးမြှင့်မယ်လို့စုကြည့်ထုတ်ထားပါရယ်